အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဟာကျွန်တော်ဆယ်လပိုင်းမှာ တွေ့ကြုံလာရမယ်တနင်္ဂနွေသားသမီးတွေရဲ့တလတာကံအဆိုးကောင်းလေးကိုတုံးသက်ပေးမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဗေဒင်ယုံကြည်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့ဆယ်လပိုင်းမှာကံအဆိုးအကောင်းတွေကိုတရှိချင်နေဆိုရင်ဒီဗီဒီယိုလေးကိုတရှိပြီးတော့ဆောင်ရဆောင်ရလေးတွေကိုတရှိခွင့်ရပါစေလို့အဲဒီဗီဒီယိုကနေတစ်ဆင့် ပြောကြားပေးချင်ပါတယ်ကျွန်တော်တော့အဘမင်းနေကရဲ့တပည့်ဆရာဆောင်ရောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဗီဒီယိုရည်ရည်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောက်ကို follow လုပ်ပေးကြခြင်းအပြင်နေ့စဉ်ကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆယ်လပိုင်းတလားတာမှာတွေ့ကြုံလာမယ့်တင်းငွေတွေသားသမီးတွေရဲ့ကံစိုးကောင်းကိုစတင်ပြီးတော့ကျွန်တော်တို့ဟောကြားအောင် အဲ့တော့နံပါတ်1အနေနဲ့တွေ့ကြုံလာမဲ့တင်းငွေသားသမီးတွေရဲ့ကိုပိုင်လုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အယူဆအသွေးခေါ်တွေလဲမနေတတ်ပါတယ်။စီးပွားရေးမှာကိုထင်ထားတာကတခုတကယ်တမ်းဖြစ်နေတာတခုဒါကြောင့်မလို့စဉ်းစားတွေးခေါ်ထားတဲ့အရာတွေရီမန်ဟိုဟာမျှော်လင့်ထားတဲ့အရာတွေဒီလိုအချိန်မှာဖြစ်လာဖို့အတွက်ခက်ခဲတယ်ဆိုတဲ့အချိန်ဒီအပိုင်းခြားတစ်ခုကိုဖော်ပြထားပါတယ်။ စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေအရေးတကြီးလိုလာတဲ့အခါငွေကိုလွယ်လွယ်ကူကူနဲ့ရှာဖွေတဲ့အခါမှာဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်မလို့သူများချင်းမှငွေချင်းငားတာမျိုးအဲအလောင်းကစားလောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်မျက်မဲ့ချင်းပြီးတော့ပေါ့နော်။ဟိုအရန်လွယ်ကူတယ်မျက်မဲ့ချင်းပြီးတော့ပတ်စံပုံရောပြီးထဲလိုက်တဲ့အရာမျိုးတွေဟာကိုယ့်အတွက်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ပြောချင်တာကတော့လောဘစိတ်တိတ် ဟိုအများကြီးထားလို့တော့မရဘူးပေါ့နော်။တော့ဘာစိတ်အရင်များွားတဲ့ခါကျရင်ကျွန်တော်တို့ဥမာအဲသူများကိုမဲ့လုံးပေးတာအဖြစ်ဒီကိစ္စမှာငွေထည့်ရင်ဘယ်လောက်မြတ်မဲအာထည့်ရင်တော့ဘယ်လောက်အဆင်ပြေမလဲစသဖြင့်ကိုကယုံကြည်ပြီးတော့သွားထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုငွေတွေမြုပ်တာတွေပြန်မပေါ်တာတွေဆုံးရှုံးတာတွေလိမ်ခံထိတာတွေဒီလိုမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်။ဒါကြောင့်မလို့လက်ရှိရှိနေတဲ့ကိုအလုပ်ကိုပဲလုပ်ငန်းရဲ့အခြေအနေကအရင်အစိုးရထဲမှာလည်းပြနေတာမဟုတ်အကောင့်ထဲမှာလည်းပြနေတာမဟုတ်ဘူး။ဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိုပဲတည်တည်ချာချာဂရုစိုက်ပြီးတော့ လောက်ဆောင်ပါအလုံးကြီးပါနဲ့အာဒါကတော့ကျွန်တော်အကြံပေးတာပေါ့နော်နောက်တစ်ခုကတော့တွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အာဒီလိုအချိန်မျိုးမှာငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြေးတွေအာကျွန်တော်တို့အထိုက်လျောက်ရရှိလာနိုင်မှာဆိုတော့ဟိုကိုသူများကိုချီးတာတဲ့ငွေပဲဖြစ်ဖြစ်လုပ်ငန်းရရှိတဲ့ငွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုကိုရစရာရှိဖို့ရဖို့အတွက်ကြံရှိနေတဲ့ငွေတွေဒီလိုကာလမျိုးမှာ အပြည့်ဝမဟုတ်ရင်တော့မှပေါ့နော်အတိုင်းအတာတစ်ခုထိပြန်လဲပြီးတော့ရရှိလာနိုင်တဲ့အချိန်ဒီအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးခြင်းနဲ့ငွေကြေးကိစ္စမှာတော့တိုက်ကြီးကြီးမားမားကြီးထိခိုက်တာဆုံးရှုံးတာမျိုးမရှိဘူးဝင်ငွေထွက်ငွေမြတ်တာမှုတော့သူ့အတူရှိနေတတ်တယ်အာဘာထူးခြားနေလဲလို့ပြောမယ်ဆိုရင်ရရရှိတဲ့ငွေကြေးတွေအထိုင်လျောက်ပြန်ရမယ်ဆိုတဲ့ထူးခြားမှုတစ်ခုကတော့ငွေကြေးကိစ္စတွေမှာကျွန်တော်သွားပြီးတော့တွေ့ရှိနေရပါတယ်နောက်တစ်ခုကတော့ကျမကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဥကောင်း ကြိုက်ခဲတာမျိုးတွေဥပမာခေါင်းထုတ်ခေါင်းကြိုက်ငြင်းယူเนาะဥကောင်းနဲ့ပတ်သက်ပြီးတော့အနာကျင်မှုကြိုက်ခဲမှုတွေဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဥပမာတွေးတူရှိနေတဲ့လူတွေတွေးကြယောဂါရှိနေတဲ့လူတွေပုံမှန်ပြီးတော့ဒီလိုကာလမျိုးမှာဒီ site စီခြင်းနဲ့နောက်တစ်ခုကဥကောင်းထိတိုက်ခံရရတာမျိုးတွေထိမိရှာမိတာမျိုးတွေကျွန်တော်တို့ကြုံတွေ့လာရတတ်ပါတယ်ဒီဘိုင်းကြီးကိုတော့နည်းနည်းလေးခယူဆိုက်ဖို့အတွက်လောပါလိမ့်မယ်နောက်တစ်ခုကတော့တနင်္ဂနွေသားသမီးတွေရဲ့အခြေအကျိစ္စအရင်းပတ်သက်ပြီးတော့ဟောကြားပေးခြင်းပါတယ်အစင်မပြေတာတွေပြန်လည်ပြီးတော့ အစဉ်ပြေလာတဲ့အချိန်တွေပိုင်းခြားတစ်ခုကိုအပြုံးကူးပြောင်းလာပါမယ်။ရံဖြစ်ထားတယ်၊စကားများထားတယ်၊ချစ်သူနဲ့စကားမပြောဖြစ်ဘူး၊စိတ်ကောက်နေတဲ့လူကြီးပြန်လဲပြီးတော့အစဉ်ပြေလာနိုင်တဲ့အချိန်တွေပိုင်းခြားတစ်ခုကိုဖော်ပြထားပါတယ်။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာအခြေအနေကိစ္စမှာရံဖြစ်တယ်၊စကားများတယ်ဆိုလို့ရှိရင်ပြန်လဲပြီးတော့အစဉ်ပြေလာနိုင်မှုအတွက်အခွင့်အလမ်းကောင်းတွေများစွာတွေ့ကြုံရမယ်၊ခံစားရမယ်ဆိုတဲ့အပိုင်းခြားမျိုးကိုဖော်ပြနေပါတယ်။ဒါကြောင့်မို့အခြေအနေကိစ္စထိုင်လျောက်ကံကောင်းတယ်လို့ပဲသုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့ တွေ့ကြုံလာမယ့်အင်တော်ကြီးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကွန်ပျူတာစုနဲ့အတူခရီးသွားရတာမျိုးတွေအာဘုရားမူခရီးပဲဖြစ်ဖြစ်ပေါ့ဗျာ။အလုံးနဲ့ပတ်သက်ပြီးသွားတာပဲဖြစ်ဖြစ်ပေါ့နော်။ဒီလိုခရီးထွက်ရတာမျိုးတွေတွေ့ကြုံလာတတ်တယ်။နောက်တစ်ခါကိုယ့်ရဲ့မိသားစုကိုမလိုလားအပ်တဲ့လူတွေရဲ့တိုက်ခိုက်ခြင်းဝေဖန်ခြင်းပြောဆိုခြင်းအဲတွေ့ကြုံလာတတ်တယ်ပေါ့နော်။ဥပမာဘေးပတ်ဝန်းကျင်ပဲဖြစ်ကိုယ့်ဆွေမျိုးသားချင်းရဲ့ဖြစ်ကိုယ့်မိတ်ဆွေအဖုံးတဲ့ရပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုပေါ်ကိုအနာလိုတာမျိုးတွေတပုတ်လေးတွင်ပြောဆိုတာမျိုးတွေစသဖြင့်ဒီလိုအတင်းပြင်းစကားတွေပြန်လဲပြီးတော့ကြားတတ်ပါတယ် မိတ်ဆွေဒေါရဖြစ်ပြီးတော့သူသူတို့သွားပြီးတော့ရံမလို့ပါနဲ့ကိုယ့်ဘက်ကဒေါရဖြစ်ပြီးပြန်ပြောတယ်ဆိုရင်အဲ့ကိစ္စပြီးနိုင်ပြီးမှာမဟုတ်တော့ဘူးဒါပေမဲ့သူတို့ရဲ့ပြောဆိုမှုကကိုယ့်တက်ဘာမှထိခိုက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့တိတ်အရင်အဲ့ဒီအပေါ်ကိုဒေါရမထွက်နိုင်လို့မှာချင်ပါတယ်နောက်တစ်ချက်ကတော့တွေ့ကြုံလာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအထက်လူကြီးတွေနဲ့အထင်မြင်လွဲမှားမှု တွေတွေ့ကြုံလာတတ်တယ် ဆိုတော့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်အထိုက်ရောက်တော့အဆင်ပြေတယ်။ဒါပေမဲ့လူကြီးရင်းနဲ့ပတ်သက်ဆက်ဆံတဲ့အခါမှာကိုကတော့တဘောယိုယိုသားသားနဲ့ပြောလိုက်တာပဲ။တဘောယိုယိုသားသားနဲ့လှုပ်လိုက်တာပဲ။ဒါပေမဲ့ကိုရဲ့အထက်လူကြီးကကိုပြောတာတွေကိုလှုပ်တာတွေကိုတမျိုးမြင်ပြီးတော့ကိုယ့်ဘောအမြင်ဆောင်တာတွေနားလည်မှုကွဲလွဲတာတွေဒီလိုကာလမျိုးတွေမှာတွေးချုံလာတတ်ပါပဲ။ဒါကြောင့်လို့ဝန်ထမ်းတွေကဒီကာလမှာကိုအထက်လူကြီးကြီးကိုအုပ်ချုပ်နေတဲ့ management team တွေနဲ့အလုံးလုံးတော့မယ်ဆိုရင်တေးသေးချာချာဂါဂနနာရှင်းပြအလင်းပြပြီးတော့မှပြုတ်လောက်ပါ ပီပီယောကွာဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့ဒီအထက်လူကြီးနဲ့ကိုရင်းနဲ့ဂျားထဲမှာဒါဟာသာတဲမှုအားနေတာတွေတွေ့ကြုံလာရနိုင်ပါတယ်။နောက်တစ်ခုကတော့တွေ့ကြုံလာမဲ့ကျွန်တော်ရဲ့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာအတန်းပညာရေးချင်းထက်အတက်ပညာအသိပညာနဲ့ပတ်သက်ပြီးတော့စီးပူးလေးလာမဲ့လူတွေအတွက်ဆိုရင်ကတော့ကျွန်တော်ဟိုဟာပြောနေနေကျွန်တော်ရဲ့ ဗီဒီယို Viber ဖုန်းခေါ်လိုက်လို့နည်းနည်းလေးအတန်အထင်ကောဖြစ်သွားတာရှိနေတော့နားလည်ပြပါခွင့်လို့ပြပါဘောနော်အဲ့တော့ခဏပြောလို့ပေါ့နော်အသိပညာအသက်ပညာနဲ့ပတ်သက်ပြီးတော့စီဘူးလေးလာတဲ့လူတွေအတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိရဲတံမွေးဝမ်းကြောင်းပညာရည်နဲ့ပတ်သက်ပြီးတင် जा မယ်ဆိုရင်ကိုအားကောင်းတယ်အသက်ပညာရည်ချင်းရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းတော့အားနေတယ်ပြောရတယ်ဒါတော့ပညာရည်နဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်နောက်ချက်ကတော့နိုင်ငံသားသွားတဲ့ကိစ္စနိုင်ငံသားကံပေါ့အားနေနေတဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ် တော့ဘုရားအခက်ခဲတွေများစွာနဲ့ကြုံတွေ့ရတတ်တယ်အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရလာတတ်တယ်တခါလေကြရင်သွားကျင်စိတ်ကင်းမဲ့လောက်အောင်ဖြစ်ပြီးတော့တော်ပြီကွာဒီမှာပဲငါတခုလုံးရင်ကောင်းမလားဆိုတဲ့အတွေ့အကြုံတောင်တွေးမိနေလိမ့်မယ်ဟိုသွားရင်ကောင်းမလားမသွားရင်ကောင်းမလားစသဖြင့်တွေ့ဝေစိတ်များစွာနဲ့ဒီလိုကာလမျိုးမှာဖြတ်ကျော်နေရတတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဆယ်လပိုင်းမှာနိုင်ငံသားသွားဖို့အတွက်လှုပ်ဆောင်နေတဲ့ကျွန်တော်မိတ်ဆွေတွေရှိတယ်ဆိုရင်စိတ်မတင်မကြစိတ်ဖြစ်ပေါ်နေတတ်တယ်သွားဖို့အတွက်လည်းခက်ခဲနေတဲ့ကာလတွေ ဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ပဲကျွန်တော်ရဲ့တလတာတုံသက်မှုဟောကြားမှုအစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါတနင်္ဂနွေသားသမီးကြီးလည်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ပါဖောက်ပြလိုက်ပါတယ်